ားသမီးမင်္ဂလာပါရှင်ကျွန်မကတော့အထက်တန်းရှိနေဒေါ်ဤဖြူနေမဲဖြစ်ပါတယ်မေးခွန်းလေးတစ်ခုမေးမြန်းထားတာပါဆရာမားတဲ့တကယ်မသိလို့မေးတာပါတဲ့အမျိုးသားကညီမနဲ့ယူပြီးမှသူ့မှာအိမ်အောင်ရှိမှန်းသိတာတဲ့အခုညီမကကွာရှင်းခွင့်တောင်းတာမလုပ်ပေးလို့ဘယ်လိုလုပ်လို့ရလဲရှင်ဖြေပေးပါနော်ဆရာမားတဲ့ဒီမေးခွန်းလေးဖြေချပေးရမယ်ဆိုလို့ရှင်ရင်အမျိုးသားပြည်သူမှာအိမ်အောင်မရှိဘူးပေါ့နော်အိမ်အောင်ရှိမှန်းမသိလို့လက်ထပ်ခဲ့တယ်ပြီးသွားတဲ့အခါမှာ ဒီကိုကနေပြီးတော့အိမ်အောင်ရှိတာကိုသိတဲ့အတွက်ကွာရှင်းခွင့်တောင်းနေမကွာရှင်းပေးဘူးပေါ့နော်ဒါမျိုးဆိုရင်အတတကြီးကိုကနေပြီးတော့အိမ်အောင်ကိုထိန်ချန်ပြီးတော့လက်ထပ်ထားတယ်ဆိုရဲကကိုကအရင်ယူလို့ရတာဖြစ်တယ်အမျိုးသားဖြစ်တဲ့သူကိုဒါကိုသူကကိုကကွာရှင်းခိုင်းတဲ့အခါမှာမကွာရှင်းပေးရင်သူ့ကို တယ်လင်တက်များစနေကျင်သုံးညဆိုင်ရာဥပဒေပုံမှာ18အရာအရေးယူလို့ရတယ်18မှာဆိုလို့ရှိရင်သူကသူ့ကိုသူလူပြိုလူလွတ်ပါလူပြိုပါလူလွတ်တယောက်ပါဆိုပြီးတော့ကိုကိုလိန်ညာပြီးတော့လက်ထပ်ခဲ့တယ်ပေါ့နော်ပထမအိမ်အောင်ရှိတာကိုတရားဝင်မကွာရှင်းရသေးတဲ့အိမ်အောင်ရှိတာကိုထိန်ချန်ပြီးတော့လက်ထပ်ခဲ့တယ်ဆိုရင်တယ်လင်တက်များစနေကျင်သုံးညဆိုင်ရာဥပဒေပုံမှာ18အရာအရေးယူလို့ရတာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်